အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ secret trading ရဲ့ market recap ပြုလုပ်ပြီးတဲ့အစီအစဉ်ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ဒီနေ့17လပိုင်း24ရက်နေ့မှာ spine etf ကကျွန်တော်ရဲ့ secret trading ရဲ့ indicators တွေကိုသုံးပြီးတော့ option scalping ဘယ်လိုလုပ်မလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာ okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်စလိုက်အောင်စလိုက်ကြရအောင်နော် okay ကျွန်တော်တို့ market ဆက်သောက်ဖွင့်ခြင်းမှာကျွန်တော်တို့ရဲ့အာဒီနေ့အချိန်ကြီးပြပြမယ်ပေါ့နော်ဒီနေ့အချိန်ကြီးကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော် opening calf ကလည်းရှိနေရင်နောက်ပေမဲ့ကျွန်တော်တို့စီမှာ rough rough for the news မရှိဘူး pre market high ကနေမှာ pre market low ကဟိုးအောက်ထဲမှာပေါ့နော်အဲ့တော့ကျွန်တော်ဈေးကဆက်သောက်ဖွင့်ခြင်းမှာ pre market high နေမှာဈေးကဆက်ဖွင့်နေပေါ့ ဈေးကဆောက်ဖွင့်နေဆိုတော့ okay ကျွန်တော်တို့က premium က high ကိုကျော်သွားမှာလားကျော်ပြီး retest လုပ်ပြီးတော့ retest လုပ်ပြန်လာမှာလားတမဟုတ်ဆိုလို့ရှိရင်ဒီ candle တွေကအကောင်နဲ့ဖောက်သွားမှာလားဘယ်လိုမျိုးလဲပေါ့နော်ကျွန်တော်တို့ဒီ premium က high ကနေပြီးတော့အောက်ကိုပြန်ကြမှာလားနှစ်မျိုးနှစ်ကျွန်တော်တို့အမျိုးမျိုးစဉ်းစားမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့ indicator ကနေပြီး call option ဘိုးအချက်ပေးထားရပေါ့ call option ဘိုးကလည်း picture perfect အဲ့တော့ကျွန်တော်ဘာဖြစ်လဲဆိုလို့ရှိရင် market ရဲ့ကျွန်တော်တို့ဒီ pre market high နာနေပြီးတော့အောက်ကိုပြန်ပြီးပြန်ကြမယ့်ဟာကိုကျွန်တော်တို့အနေနဲ့ထည့်စဉ်းစားစရာမလို့ မလိုဘဲနဲ့ကျွန်တော်တို့ဘာကိုစဉ်းစားမလဲဆိုလို့ရှိရင်ဒီနေရာမှာ call option ဝယ်ဖို့စဉ်းစားမယ်ပေါ့နော် call option ဝယ်ဖို့စဉ်းစားမယ်ဆိုလို့ရှိရင်ဘယ်လိုစဉ်းစားမလဲဆိုလို့ရှိရင်ကျွန်တော်ပြီးပွဲရဲ့ပုံမှန်ရှိရဲ့ EME ရဲ့ EME line တွေရာလဲအဲကျွန်တော်တို့ cross တော့မယ်ပေါ့နော်ကျွန်တော်တို့ဒီနားမှာဆိုရင် cross နေပြီအဲ့တော့ကျွန်တော်တို့က call option ဝယ်ဖို့ကောင်းတယ် macdia လည်းကျွန်တော်တို့ bullish တင်မှာရှိနေရဲ့အဲ RSI ကလည်း good တယ် EMI ကလည်း good တယ်အရင်က picture perfect အဲ့တော့ကျွန်တော် call option ဝယ်ဖို့ဝယ်လို့ရတယ် ဲ့တော့ကျွန်တော်တို့ဘယ်လိုစဉ်းစားမလဲဆိုလို့ရှိရင်ကျွန်တော်တို့နားမှာဆိုလို့ရှိရင် pre-market high ရှိမယ် pre-market high ကို breakout လုပ်မယ် retest လုပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ f channel ကိုသွား f channel ကိုသွားမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒါကအရန်ကောင်းတဲ့ဘယ်လိုပြောမလဲ cost error တကူပေါ့နော်ဒါပေမဲ့ဒီနေ့ဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်ကျွန်တော်တို့ pre-market high ကိုကျွန်တော်ကနောက်ကန်တဲ့တစ်ချောင်းလုံးဝအားကောင်းနေလို့ဖောက်တက်သွားတာဗျဖောက်တက်သွားတော့ဒီနေရာမှာ call option ဝယ်ဝယ်လူရေဆိုလို့ရှိရင်လည်းအရန်မိုက်တယ်ပေါ့နော်ဒီနားကျွန်တော် indicator စပြီးတော့ ကောဖို့ပေးတဲ့ကောဝယ်ရလူကြီးဆိုလို့ရှိရင် လုံအောင်နောက်မှ percentage ကအာ30 40 50လောက်ရကြမယ်ပေါ့ကျွန်တော်တို့ဒီတရားဒီလိုဖြစ်သွားတဲ့အခါမှာပေါ့နော်အရန်ကိုကန်နေတဲ့အကောင်တွေအတွက်မနေ့ကမှအရန်မိုက်တဲ့အတွက်ရကြမယ်ပေါ့ဒါပေမဲ့ကျွန်တော်အနေနဲ့ဘယ်လိုစဉ်းစားလဲဆိုလို့ရှိရင်ကျွန်တော်အမြင်တမ်းကျွန်တော် pre market ဖွင့်ခြင်းမှာကျွန်တော်စပီစာ trade လေးမရှိဘူးဒါပေမဲ့ချို့လူကြီးဆိုလို့ရှိရင်ကျွန်တော် trade trade ဖို့ကအရန်ကိုစရက်ကအဆင်ပြေနေပြီပေါ့နော် EMA line တွေကလည်း cross တယ် MACD ကလည်း bullish အားဆိုင်ရလဲကျွန်တော်တို့အဆင်ပြေတယ်ပေါ့နော်ဒီနားမှာဆိုလို့ရှင်အဲ့တော့ကျွန်တော်တို့က picture perfect ဖြစ်တယ်ကျွန်တော် call option ဝယ်လို့ရတယ်ဝယ်ပြီးလို့ရှင်မြန်စာမြန်ထွက်လို့ရတယ်ပေါ့နော်ဒီနားအရင်အဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်တို့ဆိုလို့ရှင်ကျွန်တော်ကဘယ်လိုထိတ်လဲဆိုလို့ရှင်ကျွန်တော်က breakout ဖြစ်တဲ့ retest လာပြီးတော့မှကျွန်တော်က trade တွေပေါ့နော်ဒီကျွန်တော်အဲ့လို trade တာဆိုတော့အဲကျွန်တော်မနက်ခင်းမှာဒီ call call မှာတော့ကျွန်တော်ပတ်စံမရလိုက်ပေါ့နော် ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ဆက်ပြောပြရမယ်ဗျโอเคကျွန်တော်တို့ဒီ indicator ဆက်ပြီးတော့ call call ဖို့ဆက်ပြီးဆက်ပြီးတွေကဝယ်ရဲလို့ရဆိုလို့ရှိရင်ဒီနောက်မှာပတ်စံအရန်ရတယ်ဒါပေမဲ့ကျွန်တော်မပါဘူးပေါ့เนาะကျွန်တော်မဝယ်ဖြစ်ဘူးဘာလို့လဲဆိုလို့ရှိရင်ဒီကောင်ကအာကျွန်တော်လူချင်းနဲ့ဒီ pre makeup point ကိုလာပြီးတော့ retest ပြန်မလုပ်တတ်တော့ကျွန်တော်မဝယ်ဖြစ်ဘူးပေါ့เนาะဒီနောက်မှာဆိုလို့ရှိရင်အဲ့တော့မဝယ်ဖြစ်ဘူးဒါပေမဲ့တင်းအနေနဲ့ကျွန်တော်တို့အနေနဲ့ဝယ်ထားပြီးွားပြီဆိုလို့ရှိရင်လည်းဘာကိုစဉ်းစားရမလဲဆိုလို့ရှိရင် RSI ကိုလည်းကြည့်ရမယ်ပေါ့နော်အရာလုံးက picture perfect ဖြစ်တယ်မက်ဒီကလည်း good day EMA လည်း good day ကျွန်တော်တို့ vivo လည်းအရင်ကောင်းတယ်ပေါ့နော်ဒါပေမဲ့ဒီ RSI ကိုကြည့်ပြ RSI ကျွန်တော် overbought ဖြစ်နေအဲ့တော့ကျွန်တော်တို့မလုပ်ကောင်းမလဲဆိုလို့ရှိရင်ဒီနားမှာအာ call option ကိုထားပြီးွားပြီဆိုလို့ရှိရင်ထွက်ကောင်းမယ်ပေါ့နော်ဒီ candle ကလည်းမလောက်ဘူးဆိုတော့ကျွန်တော်လုံးဝထွက်တင်တယ်အဲကျွန်တော်ကထွက်တင်တယ်ပေါ့နော်ဒီနားမှာဆိုလို့ရှိရင်ဘာလို့ဆိုလို့ရှိရင် RSI ကလည်း over ဘောဖြစ်တဲ့ကန်နေရီလည်းမလာဘူးကျွန်တော်နောက်ထပ်ဒီကျွန်တော်တို့ indicator မှာဒီຢာလေးဆိုလို့ရှိရင်ဒီ trend chain တော့မယ်ဆိုပြီး three pair ပြကျွန်တော်တို့ရဲ့ maha view ဟာ indicator ပါเนาะအဲ trend chain တော့မယ်ဆိုပြီး three pair တကယ်လို့တင်းနေတယ်ဒီမှာမထွက်ဘူးဆိုလို့ရှိရင်တော့ဒီမှာလုံးဝထွက်တင်တယ်ဟုတ်ဘူးဆိုလို့ရှိရင်တော်တော်ကြီးကိုအဆင်မပြေဘူးဖြစ်သွားမှာပေါ့เนาะအဲ့တော့ဘာဘာဆက်ဖြစ်မလဲကျွန်တော်တို့ကြည့်အောင်နောက်ထပ်ကန်နေမှာကျွန်တော်တို့ရဲ့ maha view indicators ကနေပြီးတော့ indicator နေပြီးတော့ကျွန်တော်တို့ port option တွေကိုချက်ပေးပြီးပေါ့เนาะအဲ့တော့ဒီမှာ port option စပြီးစပြီးဝယ်လို့ရတယ် โอเคကျွန်တော်တို့ indicator ပို့ option ပေးရတယ်ဝယ်ပြီးဝယ်စပြီးဝယ်လို့ရပြီကျွန်တော်တို့ picture perfect ဖြစ်လာဆိုကြည့်မယ်ဆိုလို့ရှိရင်အာကျွန်တော် EMA line ရဲ့အောက်မှာအောက်မှာရှိ EMA 9ရဲ့အောက်မှာရှိတယ်ပေါ့နော်အဲဝယ်မယ်ဆိုဝယ်လို့ရတယ်ဒါပေမဲ့ပုံမှန်အဖြစ်ကျွန်တော်အနေနဲ့ဆိုကျွန်တော် breakout ဖြစ်တယ် retest လာတယ်ပြီးတော့မှ sub piece trade တယ်ပေါ့နော်အဲတော့ကျွန်တော်ကအမှန်တော့ကျွန်တော်ဒီမှာလည်းမထွေးပြမထွေးဖြစ်ဘူးပြကျွန်တော်ထွေးဖြစ်တာ9နာရီနဲ့အာ56လောက်မှာမှ sub piece trade ဖြစ်တယ်ပေါ့နော်အာဘာလို့လဲဆိုကျွန်တော် subscription ပြောင်းမယ်ပြ โอเคဒီမှာကအကြာ trend ကိုရောက်လာပြီရောက်လာပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်ဒါပြောမှာစား break out ဖြစ်သွားတယ်ပေါ့ဗျာ break out ဖြစ်တယ်ပြီးလို့ရှိရင် retest လာမှာ retest မလာရင်ကျွန်တော်နေနဲ့မ trade ဘူးပေါ့နော်အဲ့တော့ indicator စပြီး put option ကိုပို့အချိန်ပေးထားရတာစပြီးဝဲလူကြီးဆိုလို့ရှိရင်ကျွန်တော်လုံးဝ percentage ကရတယ်ပေါ့နော်အဲကျွန်တော်ဒီမှာ retest ပြန်လာတယ်လျှော်လာပြီးွားပြီဆိုလို့ရှိရင်ဒီ fair value က channel တွေ fair value ကပြန်လာပြီးတော့ retest ပြန်လာလောက်တဲ့ retrace ပြန်လာလောက်တဲ့ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့ပြန်ဆင်းတယ် ဘူဝအောက်ကိုလည်းဖောက်သွားပြီဒါပေမဲ့ကျွန်တော်နောက်ထပ်တစ်ခုသတိပေးချင်တာကျွန်တော်ဘာသတိထားမလဲဆိုလို့ရှိရင်ပေါ့နော်ဒီ fair value ကကိုငွေကြေးချန်ခဲ့ fair value ကဖြစ်အဲ့တချက်ပေါ့နော်နောက်တစ်ချက်ကဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့အော် pre market ရဲ့ sorry ကျွန်တော်အော် market ဆက်ဆက်ပွင့်ခြင်းမှာဖြစ်ခဲ့တဲ့ candidate နားပေါ့နော်ဒီနားရောက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနားနေပြီးတော့ market ကပြန်ပေါက်သွားနိုင်ကြည်လေအခြေအနေများရပြ candidate ရတာအမကောင်းဘူးဆိုပေမယ့်နော်ဒီ candidate ရတာကျွန်တော်တို့အော်ကျွန်တော်ထိပ်ပိနောက်ဝက် candidate ဖြစ်တယ်ဆိုလို့ရှိရင်ဒီ candidate အကောင်းတယ်လို့ပြောလို့ရရပေါ့နော်ဒါပေမဲ့ဒီကောင်က candidate ရလဲတိတ် မလာဘူးဆိုလို့ရှိရင်ပေါ့ကျွန်တော်တို့အနေနဲ့စဉ်းစားလို့ရတာကဘတ်ဒီကလည်း privilege တဲ့မှာလည်းရှိနေသေးတယ်။အဲဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်အာ EME ကလည်းအကောင်းတယ်ပေါ့နော်အားလုံးကောင်းနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမြန်မြန်ဒီညလေးမှာဆိုလို့ရှိရင်မြန်မြန်စားပြီးမြန်ထွက်တဲ့နေပေါ့နော်။အဲတော့ နောက်ထပ်ကန်တဲ့ညီမှာပါဆက်ပြမလဲကြည့်မယ်နောက်ထပ်ကန်တဲ့ညီမှာကျွန်တော်ဒီ15မိနစ်ပြီးသွားပြီဘောနောမကကမကက15မိနစ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်လိုက်လဲဆိုလို့ရှိရင် OAB 15မိနစ်အမြင်ရမယ်အနေရမယ်ကကျွန်တော် indicator မှာပါလာပြီးသားအဲဆိုလို့ရှိရင်နောက်ထပ်တစ်ခုကျွန်တော်ဘာလုပ်လိုက်လဲဆိုလို့ရှိရင်ဒီ15မိနစ်အမြင်နဲ့15မိနစ်အနေကိုကျွန်တော်ကအာတားလိုက်တယ်တားလိုက်ပွားပြီးဆိုလို့ရှိရင်ဒီအလဲတက်တဲ့ကိုကျွန်တော် equivalent အနေနဲ့သတ်မှတ်လိုက်တယ်ဘောနောအဲသတ်မှတ်ပြီးသွားပြီးဆိုလို့ရှိရင်ဒီနောက်လည်းကျွန်တော် major key point အနေတစ်ခုအနေနဲ့ကျွန်တော်သတ်မှတ်တယ်ဘောနောအဲ့တော့သူကဘာဖြစ်မလဲဆိုကျွန်တော်စပီးကြည့်အောင်ကျွန်တော်လာပြီးတော့ အဲ့ major key points တော့လာပြီး retrace တစ်ခါပြန်လာလုပ်တယ်ပေါ့နော်အဲ retrace ကပြန်လာလုပ်တယ်လာလုပ်ပြီးသွားပြီဆိုလို့ရှိရင်သူ retest လုပ်ပြီးရတယ်ကျွန်တော်ပြန်ချပြန်ချဖို့လုပ်တယ်ပေါ့နော် okay တကယ်လို့တင်းနေတယ်ဒီမှာပို့အပို့ option ဝယ်မိဘူးဝယ်ပြီးသွားလို့ဒီမှာထွက်တယ် okay ထွက်ပြီးသွားလို့အဲကန်နေအချိန်နေမလာဘူးဒီကန်နေလောက်မှာဒီတော့လောက်မှာဖြတ်ထွက်လိုက်တာပဲဖြစ်ဘယ်လိုပဲဖြစ်ထွက်ထွက်ပြီးသွားပြီထွက်ပြီးသွားပြီဆိုဆိုလို့ရှိရင်တော့မှာ ကျွန်တော်ဒီနောက်မှာတစ်ခါပြန်ဝင်လို့ရတာပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော် major keyless key level ဖြစ်တဲ့ ORB 15မိနစ်ရဲ့ alert တက်တဲ့ပေါ့နော် alert တက်တဲ့ now လာပြီးတော့ retest ပြန်လာလောက်သွားတယ်ပြီးလို့ရှိရင်ပြန်ချဖို့လုပ်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အာဒီနောက်မှာတစ်ခါနောက်တစ်ခါထပ်ဝင်လို့ရတယ် okay မဟုတ်ဘူးငါက SMB ရရကိစ္စမရှိဘူးဒီလို retest လား refuse လားဘယ်လိုပဲဖြစ်ကခြင်ထားလို့ SMB သေးရဆိုလို့ရှိရင်ကိစ္စမရှိဘူးရတယ်ကျွန်တော်ဒီညာ put option စပြီးပြီးရနေရဝင်ဝင်မဟုတ်ဘူးဆိုလို့ရှိရင်ဒီမှာမှစပြီးဝင်ဝင်ဒီမှာခြင်ထား ီဒီယိုလည်းဒီမှာစဝယ်တယ်ဒီမှာကင်ထားလိုက်ရအဲဆာမရှိဒီမှာလည်းမထွက်သေးဘူးဒီမှာကင်ထားရဆိုလို့ရှင်လည်းအဲဆာမရှိပြသေးတယ်ဘာလို့ဆိုလို့ရှင်ကျွန်တော်တို့အခု bear trend ထဲမှာမရှိနေသေးအောင်မတ်ဒီရလည်းကျွန်တော်တို့က bearish ပေါ့ bear trend ထဲမှာရှိနေသေးတယ်ကျွန်တော်တို့အာ EMA အရာလည်းကျွန်တော် bear bear trend ထဲမှာပဲရှိနေသေးတယ်ပေါ့နော်ကျွန်တော်တို့ကင်ထားလို့ရတယ်ပေါ့ okay ကျွန်တော်တို့ကဘာကျွန်တော်ကအဲ့ဒီအချိန်မှာဒီပြန်ကြလာတဲ့အချိန်မှာဘာစဉ်းစားလဲဆိုလို့ရှင်ရင် โอเคငါတို့ရှိနေရဲ့ opening gap ကိုမြန်ပြန်ကွာမှာလားပေါ့နော်စဉ်းစားရဲဒါပေမဲ့ opening gap ကိုမရောက်ဘဲနဲ့ gap ရဲ့90ရာခိုင်နှုန်းအတိရနေပြီးတော့ကျွန်တော် 50ရခိုင်နှုန်းအတီတွေကိုကျွန်တော် equivalent အနေနဲ့သတ်မှတ်ပြီးတော့ကျွန်တော်လိုက်တာထားရပြ OD level အပြင်မှာ equivalent equivalent level အနေနဲ့လည်းကျွန်တော်ထားရထားပြီးွားရဆိုလို့ရှိရင်ကျွန်တော်တားထားရပေါ့မိအောင်နေဆွဲထားရပေါ့အဲ့နာမှာပဲသူကတစ်ခါပြန်ပြီးပြန်ပေါင်းဆိုရပြန်ပေါင်းဆိုရတာကလည်းကျွန်တော်တို့ဒီနေ့ဈေးကွက် trading ရဲ့ VIM class ဒီမှာကျွန်တော်တို့သင်တဲ့ price price action class မှာသင်နေပေါ့နော် candle engulfing ဖြစ်တဲ့ပုံစံနဲ့ကျွန်တော်တို့ပြန်တက်တယ် ပြန်တက်တယ်ဆိုတော့တချို့လူတွေကဒီတိုင်ပြီးတော့ဒီမှာပြီးတော့ဒီနောက်တိုင်ကျွန်တော်တို့စိမ့်ပြီးဒါကအမှန်ကတော့အစိမ့်တိုင်ပေါ့နော်ကျွန်တော်တို့အာကန်နယ်ကို color လောက်ထားလို့ကျွန်တော်တို့အနီရောင်ဖြစ်မြင်နေရပါတော့ဒီ engulfing ပြီးရဲ့အခါမှာဒီမှာဝယ်ရဲဆိုလို့ရှိရင်လည်းအချို့တွေကဒီကန်နယ်ပြီးရဲ့အချိန်မှာလည်းဝယ်ကြရတယ်ပေါ့နော်ဘာလို့ဆိုဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ကဒီနား major key level ဖြစ်သွားတော့ key level key level စေးကနေပြီးတော့ပြင်ပြီးတော့ပြန်တက်တယ်ဆိုတော့ဒီနားမှာစပြီးစောက်ဝယ်ကြရတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အနေနဲ့ trend တစ်ခုက okay ဒီကောင်က ျွန်တော်က bullish ကိုပြောင်းတော့မှဆိုတော့တည်နေပြီတည်နေရဲ့ဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့မဖြစ်လဲဆိုလို့ရှိရင် break out ဖြစ်မယ် retest လာမယ်ပြီးတော့မှကျွန်တော်ဝေးတဲ့ပုံစံပေါ့နော်ဒါကျွန်တော်ပုံစံပေါ့နော်အမဟုတ်ဘူးအာဒါတောင်းတောင်းကမတူဘူးဗျာတချို့လူတွေဆိုလို့ရှိရင်နားမဝယ်ရရဲတချို့ကျွန်တော်ဆိုလို့ရှိရင် retest ကိုစောင့်နေမှာဝယ်ရဲပေါ့နော်အဲ့လိုမျိုးရှိတယ်အဲ့တော့နောက်ထပ် candidate တွေမှာကျွန်တော်တို့အာကျွန်တော်တို့ရဲ့ဒီ မဟာဗျူဟာအင်ဒီကေတာကနေပြီးတော့ call option ဝယ်ဖို့ကိုကျွန်တော်တို့အချက်ပေးပြီးကျွန်တော်ဒီမှာစဝယ်မယ် solution လေးရတယ်။ဒါမှမဟုတ်ကျွန်တော်ပြောတဲ့အတိုင်းကျွန်တော် break out ဖြစ်သွားတယ် redux လာ redux လာဒီမှာဝယ်မယ် solution လေးဝယ်လို့ရတယ်ပေါ့နော်။ကျွန်တော်အနေနဲ့ဒီမှာစဝယ်လိုက်တယ်။အဲဘာလို့လဲဆိုတော့ break out ဖြစ်တဲ့ redux လာ redux လာဒီ fair value ကနေတော့ပြန်လာပြီး redux လာတယ်။အဲဆိုတဲ့အတွက် okay picture perfect ဖြစ်တယ်ပေါ့နော်။ကျွန်တော်အနေနဲ့ solution အာ break out redux အနေနဲ့အဆင်ပြေပြီးကျွန်တော်ဝင်လို့ရတယ်ဆိုတဲ့အတွက်ကျွန်တော်ဒီမှာဝင်နေတယ်။ ကျွန်တော်ဘယ်ထိခြင်ထားမလဲဆိုတော့ကျွန်တော်ဒီဘာမှမစဖြစ်ခင်မှာကျွန်တော်ဒီ trade တခုဝင်ပြီဆိုလို့ရှင်ဗျာကျွန်တော်โอเคဘယ်နားမှာဒီနားမှာဝင်ပြီဘာလို့ဝင်မလဲဘာလို့ထွက်မလဲပေါ့နော်ကျွန်တော်စဉ်းစားမှာပေါ့โอเคကျွန်တော်ဒီနားမှာဝင်လိုက်တယ်ဆိုလို့ရှင်ဝင်တယ်ဆိုလို့ရှင်ကျွန်တော်ရဲ့ stop loss ဒီနားမှာပဲရှိမှာပဲထားဗျာ OAV 15မိနစ်အနည်းပါပဲကျွန်တော်ဘယ်ထိကိုကျွန်တော်အမျက်ယူမှာလဲဒီ OAV ရဲ့90ရဲ့ခိုင်နှုန်းတိလားဒါအရင်နေဆိုတော့ကျွန်တော် OAV တိတိကိုသွားမှာလားပေါ့နော်ကျွန်တော်တို့အများကြီးမှိတ်လို့ရတယ်ဗျာကျွန်တော်ပြောမှာဆိုတာ inside liquidity outside liquidity ဘယ်လိုပဲပြောပြကျွန်တော်ကျွန်တော်တို့ တစ်ခုခုကိုတော့ target တစ်ခုတော့ရှိနေရမယ်ကျွန်တော်10%စာမလား20%စာမလားဒါမှမဟုတ်ဆိုချင်1 to 1 to 2လား1 to 4လား1 to 5လားအမှုကျွန်တော်ဘယ်နာတီကိုလှမ်းပြီးတော့ကျွန်တော်ရဲ့ target ကရှိနေမလဲဆိုတော့ကျွန်တော်စိတ်ထဲမှာကြိုးပြီးတည်နေရမယ်တည်နေရမယ်ဆိုရောက်ချင်လဲရောက်မယ်မရောက်ချင်လဲမရောက်ဘူး โอเคไม่อยากพูดโซลูชั่นเกษาไม่ရှိဘူးကျွန်တော်ရောက်မယ်ဆိုလို့ရှင်လည်းအိုင်နာတီကိုစားမယ်မရောက်ဘူးဆိုလို့ရှင်လည်းမြ мян ဆန်စားမြန်ဆန်ထွက်တန်တန်ပါဆန်စားမယ်20%ဆန်စားမယ်မြ мян စားမြန်ထွက်ဒါကျွန်တော်လုပ်နေကြပုံစံတိုင်းပေါ့နော်โอเคဒီမှာဆိုလို့ရှင်တော့ကျွန်တော် picture perfect အရင်ဖြစ်တဲ့ကျွန်တော်ဒီမှာ call option ဝယ်ထားတဲ့ vivo ရဲ့အပေါ်နာကိုလည်းရောက်ပြီပေါ့နော် EME ကလည်း EME 9အပေါ်လည်းရောက်ပြီ21ရဲ့အပေါ်လည်းရောက်ပြီကျွန်တော် mate ကလည်းအဆင်ပြေနေတယ်ကျွန်တော် call option ဝယ်ထားတယ်ကျွန်တော်ထွက်ကြတာပုံမှန်ထွက်မယ်ဆိုတော့ကျွန်တော် ပြမယ်နော်ငါကကျွန်တော်ဘာစဉ်းစားလဲဆိုလို့ရှင်โอเคဒီကောင်ကတော့ဒီကနေသွားတယ်ဆိုလို့ရှင် င်ကျွန်တော်တို့ငကိုဖြစ်ခဲ့တယ်ကျွန်တော်တို့ resistance level ဖြစ်တဲ့ ORB 15မိနစ်အမြင့်ပေါ့နော် resistance တစ်ခု level တစ်ခုဖြစ်ခဲ့ ORB 15မိနစ်အမြင့် ठी တော့ရောက်နိုင်တယ်လို့ခံမှန်းနေပေါ့နော်အဲ့တော့ကန်နေရလဲအရင်အကောင့်နေတော့ကျွန်တော်တို့စက်ကင်ထားလဲပါပါတယ်ဒါပေမဲ့ကန်နေမလာဘူးဆိုတော့ကျွန်တော်တို့ထွက်တယ်ပေါ့နော်ချက်ချင်း အဲ့တော့နောက်ထပ်ကန်နေမှာဆိုလို့ရှိရင် OAB 15မိနစ်ကိုကြော်သွားတယ်ကြော်သွားပြီးတော့သူချက်ချင်းပြန်လှည့်လာအကန်နေကြီးရဲ့ဗျအဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင် okay ဒီကောင်ကတော့မဖောက်နိုင်တော့ဘူးဆိုပြီးတော့ကျွန်တော်တို့ဒီနားမှာရောင်းလိုက်တယ်ရောင်းလိုက်ပြီးတော့ကျွန်တော်တို့90ရခိုင်နှုန်းရတယ်ကျွန်တော်တို့ဝယ်ခဲ့ strike price ကကျတော့666 strike price နဲ့ဝယ်တယ်ဒါက call option strike price နဲ့ဝယ်တယ်ကျွန်တော်တို့90ရခိုင်နှုန်းမှာထွက်တယ်ဒီနားလေးမှာထွက်လိုက်တယ်ပေါ့နော်90ရခိုင်နှုန်းရတယ်ဒါကမနေ့ကမှကျွန်တော်တို့ထွက်ခဲ့ပထမဆုံးထွက်ပေါ့နော် ပြီးတော့ကျွန်တော် summer trade ဖြစ်တော့ဦး summer trade ဖြစ်တော့ပဲနဲ့ဘာမှမထွေးဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့နေ့ကြီး7နာရီလောက်မှမှ set ပြီး summer trade ပြပြဒီနောက်မှာတော့10နာရီပေါ့နော်အဲ့တော့ဘာမှ summer trade ပြနေကျွန်တော် now trade ကို now trade setter ကိုရှာတယ် setter ကိုရှာပြီးတော့ဒီနောက်မှာလည်းကျွန်တော် sideway ပြည့်ရဲ့ပုံစံဖြစ်တဲ့အတွက် setter မဝင်ဘူးဆိုပြီးတော့ကျွန်တော်လုံးဝမထွေးဘူးတောက်လျှောက်မထွေးဘူးတောက်လျှောက်မထွေးဘူးတောက်လျှောက်မထွေးဘူးထွေးပေးနေ Okay ကျွန်တော် trade ခဲ့ရတဲ့နာလေးပြမယ်နော် โอเคဒီနောက်မှာဆိုကျွန်တော်တို့ put option ပေးရပေါ့နော်ဒါလို့ဘာလို့ကျွန်တော် put option ပေးပြီးမြင်လဲကျွန်တော်ဝယ်တင်လားဆိုတော့ကျွန်တော်တေချာလေးစဉ်းစားရခါကျလို့ရှင်လဲဝယ်တင်ဘာလို့ဆိုတော့ market ကြီးကအရင်ကြီးကောင်းနေ upfront ထဲမှာလည်းဖြစ်နေပေါ့နော်ငါ put option ဝယ်မယ်ဆိုလို့ရှင်တော့ assemble view ကျွန်တော်တို့ဒီ live trading chat ထဲမှာရှိရလို့ဆိုလို့ရှင်လဲသိကြရပေါ့နော်ဒီနောက်မှာကျွန်တော်ဘာမှမဝယ်ကြဘူးပေါ့နော်ဒါပေမဲ့နောက်တစ်ခါကျွန်တော်တို့ call option တော့ကျွန်တော်တို့ဝယ်တယ်ဘာလို့ဝယ်လဲဆိုလို့ရှင်ကျွန်တော်တို့ zero trading ရဲ့အာကျွန်တော်တို့ဒီမှာတင်ပေးတဲ့ကျွန်တော်တို့ square root technique ကိုတုံးပြီးဝင်ကြတာပေါ့နော် ဝင်တဲ့ကဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော်ပြောင်းလိုက်ပြ။ Okay ဒီမှာသူက call option ဝယ်ဖို့စပြီးချက်ပေးရယ်။ချက်ပေးပြီးလို့ရှိရင်ကျွန်တော်ဒီနားမှာဝယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ဒီ zero trading ရဲ့ VIP မှာကျွန်တော်တင်တဲ့တင်တဲ့နေရှိအော် class တွေရှိရပါတော့နေ့စဉ်ပုံမှန်ရှင်းပြနေတဲ့ဟာတွေလည်းရှိရယ်။အဲ့ရနေကိုကျွန်တော်တို့တင်ထားတဲ့ square root technique ကိုတုံးပြီးကျွန်တော်တို့ဝင်လိုက်တယ်။ဒီနားမှာဝင်ပြီးကျွန်တော်ဒီနားမှာလင်းပြန်ထွက်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်ဆက်ပြီးရှင်းပြမယ်နော်။ โอเคကျွန်တော်တို့ဒီနားမှာဝင်လိုက်တယ်ဒီနားမှာကန်တယ်ပြန်လှည့်ထွက်တဲ့အချိန်မှာကျွန်တော်တို့ထွက်လိုက်တယ်ဘာလို့ဆိုလို့ရှိရင်ဒီနား level တွေကကျွန်တော်တို့ fibonacci အရလဲကျွန်တော်တို့အာ level တွေကကြိုက်တယ်ပေါ့နော်အဲအကြောင်းမို့ကျွန်တော်ဒီနားမှာဝင်နေဒီနားမှာထွက်တယ်အဲကျွန်တော်တို့ဒီဒီဒီ trade ကကျွန်တော်တို့ဘယ်လောက်ရလဲဆိုလို့ရှိရင်30ခန်းလုံးရတယ်ဗျာကျွန်တော် strike rate က669မှာ669ဝယ်တယ်30ခန်းလုံးနဲ့ထွက်ပလိုက်တယ်โอเคကျွန်တော်ကဒီ manet trade ခဲ့တော့အဲ့နဲ့ trade ပေါ့เนาะအဲ့နဲ့ trade trade ပြီးတော့ကျွန်တော်ညနေခင်းမှာ set ပြီး set မ trade trade ဖြစ်တော့ဗျာ အမှဆက်မထွေးပြတော့ပဲနဲ့ဒီညက်နေလုံကတော့ကျွန်တော် trade ကတော့လုံဝမထွေးပြတော့ပဲပြီးသွားတယ်ဆိုတဲ့သဘောတရားပါနော်ဒီမနက်ခင်းမှလည်းကျွန်တော်ဇလံပြီးသွားတယ်ဒီနေ့ကတော့ဒီလောက်ပဲဗျာအများကြီးများများဆဆပြောစရာမရှိဘူးကျွန်တော်အနေနဲ့တခုပြောထပ်ပြီးပြောနေတာကအားရှိမလဲဆိုလို့ရှိရင်ကျွန်တော်ပြမယ်နော်ဒီနားလေး ညာလေးတစ်ခုပြချင်တာပေါ့နော်တကယ်လို့ဒါ app trend ကိုသွားနေပြီဆိုလို့ရှိရင်ကျွန်တော်တို့အာဒီ tools လေးကို utilize လို့လေးလို့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 ရှိရင်ကျွန်တော်တို့ bell levels တွေလောက်ကိုသွားနိုင်နေဆိုကျွန်တော် comment လို့ရရပြကျွန်တော်ဘယ်လိုပြောချင်တယ်လဲဆိုလို့ရှိရင်ဒီမှာ1.01 is level နောက်မှလည်းရှိတယ်။ဟိုအပ15မိနစ်အမြင်ရလည်းရှိနေဆိုကျွန်တော်ဒီနောက်မှထွက်ခဲ့တဲ့ဟာလည်းလာတယ်ပေါ့နော်။နောက်တစ်ခုထွက်ခဲ့တဲ့ဟာကလည်းကျွန်တော်တို့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်2.01 is level နောက်ရောက်နေတယ်ပေါ့နော်ကျွန်တော်ထွက်ခဲ့တဲ့နေရာပြောမယ်ဆိုရင်ဒါက ကျွန်တော်တို့အဘလိုကြီးဝင်လဲဘလိုကြီးထွက်လဲဘလိုကြီးစဉ်းစားလဲဆိုတော့ဒါနည်းနည်းလေးပြပြတာပေါ့နော်โอเคအဲ့ဒါဆိုလို့ရှိရင်တော့ဒီနေ့မှာတော့ကျွန်တော်တို့ကကျွန်တော်တို့ရခဲ့တာကအာ666မှာ666 strike price နဲ့ call option တခုဝယ်လိုက်တယ်90ရခိုင်နှုန်းရတယ်ပြီးသွားဆိုလို့ရှိရင်669 strike price နဲ့ call option တခုဝယ်လိုက်တယ်ကျွန်တော်တို့30ရခိုင်နှုန်းရတယ်အဲ80ရခိုင်နှုန်းလောက်ရတယ်ပေါ့နော်ဒီနေ့ကြတော့စိမ့်လန်တဲ့နေ့လေးပါပဲ စိန်လန်းသောချက်စားရစီတို့ပါအရန်အစဉ်ပြေတယ်အရန်မိုက်တဲ့နေလေးတနည်းလေးဖြစ်တဲ့ထွေကလည်းအရန်လွယ်တယ်ဒီလိုကျွန်တော်နဲ့အတူတူ live trading တွေကိုကျွန်တော်နဲ့အတူတူထွေးရှင်နေဆိုလို့ရှိရင်ကျွန်တော်ရဲ့ Discord channel ကို join လုပ်ရတယ် join ဖို့အတွက်ကိုလည်း link ကိုဒီ video ရဲ့ caption မှာထားထားပေးမယ်ကျွန်တော်နဲ့ကျွန်တော်တို့နဲ့အတူတူ live trading နေဆိုလို့ရှိရင် လာပြီး join ပါ join လို့ရပါတယ်ခင်ဗျာနောက်တစ်ခုပြောချင်တာကကျွန်တော်တို့ရေ အာ Facebook နဲ့ YouTube မှာကျွန်တော်တို့ YouTube မှာကျွန်တော်တို့ live လွှင့်ပေးနေရရှိရပေါ့နော်အဲ့ဒါကကြတော့10စက္ကန့်စက္ကန့်20စက္ကန့်30လောက်နောက်ကျတယ်ပေါ့နော်ဒါဒါကျွန်တော်တို့ဘက်ကတမင်နောက်ကျထားတာမဟုတ်ဘူး Discord မှာဆိုလို့ရှင်တော့လုံးဝ live မြင်ရမယ်ပေါ့နော်ကျွန်တော်တို့တကယ်ဝင်ထွက်နေရပြောနေရတွေကလုံးဝအာလုံးဝ live ပဲဗျာလုံးဝအချိန်မီကျွန်တော်တို့လုံးဝတိကျတယ်ကျွန်တော်တို့ဝင်ပြီးဆိုတော့တန်းဝင်လို့ရတယ်ပေါ့နော်ဒါပေမဲ့မဖြစ်လဲဆိုလို့ရှင် YouTube နဲ့ Facebook မှာဆိုလို့ရှင်ကျွန်တော်တို့ စက္ကန့်အနေနဲ့နောက်ကျတဲ့အတွက်တကယ်လို့မိတ်ဆွေတို့ကတော့ကျွန်တော်တို့လုံနေအောင်မြင်ပြီးတော့အာ call option မဖြစ် pop option မဖြစ်ဝင်ဝင်ဝယ်ခဲ့တယ်ဆိုလို့ရှိရင်ဝင်ကြီးဆုံးရှုံးမှုကြီးရှိနိုင်ပါတယ်အဲ့တော့အဲ့ရနေပြီးတော့မြင်နေတဲ့ဟာတွေကို live မလုပ်ဖို့အထူးသတိပေးချင်ပါတယ်ခင်ဗျာအဲ့တော့ဟုတ်တယ်ဗျသတိပေးချင်တာအဲ့ဒါပဲအဲ့တော့ Facebook နဲ့ YouTube မှာတွေ့လို့ live မလုပ်ပါနဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နဲ့ကျွန်တော်တို့နဲ့အတူတူ live ဖိတ်ချင်တယ်ဆိုလို့ရှိရင်တော့ Discord ကိုလာပါ link ပေးထားမှာပဲအဲ့ link ကနေပြီးတော့ join လိုက်ပါ Discord မှာတွေ့ပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့အတွက် market recap video လေးကိုအဆုံးထိကြည့်ပြီးရတဲ့အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်နေ့တွေမှာလည်းကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါစို့ကျေးဇူးပါတတား